။ထိုင်းနိုင်ငံကမ္ဘောဒီးယားနယ်စပ်မှာတင်းမာမှုတွေမြင့်တက်နေချိန်ကနိုင်ငံတကာလေးလံစောင့်ကြည့်သူတွေကသတိပေးခဲ့ကြောင်း The Nation မှဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားကထိုင်းနဲ့အငင်းပွားကိစ္စကိုနိုင်ငံတကာတရားရုံး ICJ ကိုတင်ဖို့စီစဉ်နေပြီးထိုင်းနိုင်ငံကနှစ်နိုင်ငံဆွေးနွေးမှုတွေနဲ့အပြေရှားဖို့ပြောကြားနေပါတယ်။နှစ်နိုင်ငံကြားနယ်စပ်ဒေသရှိစစ်သားတွေကိုရုပ်သိမ်းဖို့သဘောတူညီချက်ရရှိခဲ့သည့်တိုင်နှစ်နိုင်ငံစစ်တပ်ကြားအချော့ပေးတဲ့အရေးလက္ခဏာမျိုးမရှိခဲ့ပဲအချိန်အနည်းဟာအချိန်ပြေးပေါက်ကွဲနိုင်တယ်လို့နိုင်ငံတကာမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ICJ ကိုတင်မဲ့ကမ္ဘောဒီးယား ရဲ့ဆုံးဖြတ်ချက်ကိုထိုင်းဘက်ကသဘောမတူပဲနှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမယ်ဟုပြောကြားနေခြင်းကရင်းညံ့စွာဖြေရှားမဲ့လုပ်ငန်းစဉ်ကိုပုံမိုးရှုပ်ထွေးစေခဲ့ပါတယ်။မေလ28ရက်ကထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာနှစ်နိုင်ငံစစ်သားတွေကြားအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားချိန်မှာစပြီးနယ်စပ်ဒေသပြည်ပကဟာပုံမိုးအချိန်မြင့်တင်ခဲ့ပါတယ်။ဒီဖြစ်ရကြောင့်နယ်စပ်ဒေသမှာစစ်သားတွေကိုတိုးမြင့်ချထားတာဖြစ်တယ်လို့ထိုင်းနဲ့ကမ်ဘောဒီးယားအစိုးရတို့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့လိုအပ်တယ်လို့စစ်သားတွေဖြန့်ကျက်ချထားတာဖြစ်တယ်လို့နှစ်နိုင်ငံ ံစလုံးကပြောကြားခဲ့ပါတယ်။ထိုင်းတော်ဝင်စစ်တပ်ဟာအချိန်နေဆိုးရွားလာတဲ့အချိန်မှာအစင်းမြင့်စစ်ဆင်ရေးတွေအတွက်အသင်းအနေထားပြင်ဆင်ထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘောဒီးယားကလည်းထိုင်းနဲ့ပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေဆက်ဒေသလေးခုအတွက် NCJ ကိုတင်မယ်လို့ကြေညာခဲ့ပြီးတပ်တမန်ရေးရာနဲ့ထိုးစစ်ဆင်လျက်ရှိပါတယ်။ထိုင်းကလည်းနေဆက်အငင်းပွားမှုနဲ့ပတ်သက်ပြီး NCJ ရဲ့ဆုံးဖြတ်ချက်ကိုအတိမတ်ပြုဖို့ဆက်လက်ညှင်းဆန်လျက်ရှိပါတယ်။လက်ရှိမှာတင်းမာမှုတွေကိုလျှော့ချဖို့ထိုင်းနဲ့ကမ္ဘောဒီးယားအစိုးရကစစ်သားတွေကိုရုပ်သိမ်းဖို့သဘောတူခဲ့ပေမဲ့လည်းအနိ ာဂတ်မှာထိတိုက်တွေ့မယ့်အလားအလာအတွက်အာမခံချက်မရှိသေးဘူးလို့ကြမ်းကြင်သူတွေကပြောကြားခဲ့ပါတယ်